သင်တန်းပညာရေးလျှောက်လွှာအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လိုတော့ကတော့စွန့်ခံဖုန်းကြီးကိုတကြားတစ်ထုပ်လှူပြီးဆူတောင်းလိုက်ပါအလုံးမဲမင်္ဂလာပါခင်ဗျာဒီစီစဉ်ကိုဗီနီယာရီယာမီဒီယာကစီစဉ်တင်ဆက်ပြီးတော့ အောင်ထူးဆန်းဗီရင်ရရာကန်းကအ धिक အကူအညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီအစီအစဉ်ကိုစဉ်ဆက်တိုက်စောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ခွန်ရဲတိုင်းမြန်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးတော့ဒီအစီအစဉ်ရဲ့ရရာကုသိုလ်တွေကိုလိုက်ပါဆောင်ရွက်ခြင်းအပြင်အကျိုးထူးအနန္တရှိကြပါစေခင်ဗျာ2025ခုနှစ်အော်တိုဘာလ19ရက်ဒီနေ့တနင်္ဂနွေနေ့မှာခွန်ရဲတာမီအားလုံးတို့အတွက် numerology ကိန်းဂဏန်းရကံကောင်းတဲ့နေ့လို့နမိတ်ဖတ်ပါတယ်အခွင့်အရေးကောင်းတွေရလိမ့်မယ်ခရီးကိစ္စအောင်မြင်မယ် စတူရှယ်ယာလုပ်ငန်းတွေစတင်ဖို့အတွက်အခွင့်အရေးပေါ်မယ်။ဘာလို့မှမရှိရသူကအလုပ်ရသွားတာဝင်ငွေရသွားတာဟာဒီလိုနည်းမျိုးနဲ့သက်ဆိုင်တယ်။အရေးကြီးတဲ့ကိစ္စတွေတွေ့ဖို့ဆုံးဖို့ပြောဖို့ဆိုဖို့ကိစ္စတွေအောင်မြင်မယ်။အခွင့်အရေးတွေကကိုယ့်စီကိုရောက်လာဖို့အတွက်အချိန်ကောင်းအခါကောင်းဖြစ်နေပြီလို့မှတ်ယူလိုက်ပါ။ဒီလိုအချိန်တွေမျိုးမှာမိမိအတွက်ကံတူးကောင်းဖို့အခွင့်အရေးကောင်းတွေရဖို့လို့အတွက်ဆိုရင်တော့မနေ့စောစောမှာနွားနို့တစ်ခွက်မျက်စောဖျားရှင်လှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာ။ သင်တန်းပညာရေးလျှောက်လွှာအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လိုတော့ကတော့စွန့်ခံဖုန်းကြီးကိုတကြားတစ်ထုပ်လှူပြီးဆူတောင်းလိုက်ပါဒီနေ့မှာဘွားမြင်တဲ့မီးရှူတန်းတွင်ဘွားမြင်ရင်သွေးရနာရီတွက်ကတော့မာဘုဘေရင်နီယတနင်္ဂနွေနေ့ဘွားဘင်ငါဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ငယ်စဉ်မှာခြူကြပြီးကြီးရင်အောင်မြင်ချမ်းသာရမယ့်သူတွေဖြစ်ကြပါတယ်ခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတနစ်တာလုံးကံထူးကောင်းဖို့လိုတော့မွေးနေ့ကုသိုလ်ရန်ရာဖြစ်ကြတော့မြတ်စွာဘုရားရှင်ကို အုံတမင်းနဲ့ကြက်တိုင်းဆွန့်ကပ်ပါရဟန်းတန်ဃာတွေကိုအုံတမင်းနဲ့ကြက်တိုင်းလောင်းလူပါဆွေမျိုးမိတ်ဆွေဆရာသမားမိဘတွေကိုအုံတမင်းကြက်တိုင်းလှူဒန်းလိုက်ပါလို့မွေးနေ့ကုသိုလ်လမ်းညွှန်လိုက်ပါတယ်တို့လူဒီနေ့အတွက်အချိုးပေးဆိုးမှုကနန်းကတော့တက္ကနံကိုးကနန်းဖြစ်ပြီးတော့ငွေကြေးကိစ္စတွေအစဉ်ပြေဖို့လို့အတွက်ကတော့ပတ်စံရင်းတဲ့ကိုဒီလိုနေ့မှာစံစည်းလေးအနှံငယ်ထည့်ပြီးစောင်းထားလိုက်ရုံဖြင့်ငွေကန်အထူးကောင်းပါလိမ့်မယ်အယောင်းထိုင်းနေတဲ့ကွန်ပျူတာစီတွေအယောင်းတော့ဖို့လို့အတွက်ဆိုရင်တော့ ်တက်တာရောင်းမလေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ုံဖြင့်အယောင်းထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်းတွက်သွားပါလိမ့်မယ်ခင်ဗျာအမှုအကင်းကြုံနေတဲ့သူတွေရှိရဆိုရင်လည်းအမှုကြုံသူတို့အတွက်အခက်အခဲတွေလွန်မြောက်ဖို့လို့အတွက်ရည်စူးပြီးတော့အမှုကြုံသူရဲ့အမိကိုတင်မောသည့်အမက်မှရေးပြီးတိရရှင်ဆရာလေးတွေကိုလှူဒန်းလိုက်ပါခင်ဗျာတို့သူကျမ်းမာရေးညနေတဲ့သူရှိရဆိုရင်တော့ကျမ်းမာဖို့အတွက်ဒီလိုနည်းမျိုးမှာဘူးသီးကြော်ကိုမြတ်စွာဘုရားရှင်လှူဒန်းပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ကြပါခင်ဗျာ အခြေမြစ်တိုင်းအိမ်တော်ရင်အစဉ်ပြေဖို့လို့တော့ကတော့ညောင်မင်းကိုရေလောင်းရင်လိုရာစုတောင်းလိုက်ကြပါခင်ဗျာဒီအစီအစဉ်ကိုစဉ်ဆက်မပြတ်နေ့စဉ်ကြည့်ရှုနေကြတဲ့ခွန်ရဲ့သားမြတ်အားလုံးကိုစိတ်နှဖျားစမ်းမှချမ်းသာ၍လိုရာဆန္ဒပြကြပါစေခင်ဗျာ